ဲ့တော့ဘုန်းကြီးတို့တွေသက်ရှိတတ္တဝါတွေမှန်သမျှဟာအများအားဖြင့်ယစီပါရယ်နားပါရယ်နှာခေါင်းပါရယ်လျှာပါရယ်ကိုယ်ကာယတွေပါကြတယ်အသိစိတ်တွေပါကြအဲ့ဒါလေးကိုဒီယစီနာနာလျှာကိုယ်စိတ်လို့ဆိုတော့ ဒီအင်္ဂါရက်တွေကိုအသုံးပြုပြီးတော့ဘုန်းကြီးတို့တွေပြင်မအာယုံနဲ့ဆက်သွယ်ကြတယ်တဲ့။ဒါကအတွင်းကအာယုံတွေကိုအတွင်းက organ တွေကိုဒါ internal faculty လို့ခေါ်တာပေါ့ internal base တွေပေါ့အတွင်းခန္ဓာကိုယ်မှာရှိတဲ့လက်ရှိနာနာနေရာကိုစိတ်အဲ့ဒါတွေ ပဋိစ္စသောဥပမာကြတော့အလာယတနာပစ္စယဖတ်တော်လို့အလာယနာဆိုတဲ့နာမည်နဲ့ဟောတဲ့6ပါးသောအာယတနာဆိုတာဒါပြောတာ။အတွင်းအိစ္ဆတယနာ။အဲ့တော့ဆာလုပြောလိုက်လို့ရှင်လူတွေပါဝေးဝေးသွားတတ်တယ်။ဒါကြောင့်မို့လို့ဆာလုပြောနေတာဒုက္ခနာကိုယ်ထဲမှာရှိတာကိုပြောနေတယ်လို့ခန္ဓာကိုယ်နဲ့အပလိုက်လုပ်ကြည့်တဲ့ပုံလိုအပ်တာပေါ့နော်။ တရားရှာကိုမှတွေ့လို့ဆိုတဲ့တိုင်းတရားဓမ္မကျင့်တဲ့အခါကိုယ်ခန္ဓာကိုယ်ထဲမှာရှိရတယ်လို့ထိ ंछ ုပ်ရမယ့်ဟာကိုထိ ंछ ုပ်တယ်တွောပွားအောင်လုပ်ရမယ့်ဟာကိုတွောပွားတယ်ဖယ်ရှားရမယ့်ဟာတွေကိုဖယ်ရှားဖြစ်တယ်ဒါတရားကျင့်တာပဲပေါ့ဒီကောင်းကြီးမျက်စိလာတာလေယာကိုစိတ်လို့ဆိုတဲ့ဒီအတွင်းအင်္ဂါရက်တွေပါလာသည့်အတွက်ကြောင့်ပါဖြစ်တယ် ပမာယရဏပြစ္ဆယဖတ်တော်လို့ဆိုတဲ့အတိုင်းပြင်ဘက်ကအာယုန်နေနဲ့ဆက်သွယ်မှုတွေပြုလုပ်လာကြတယ်။ဟုတ်တယ်။မျက်စိပါပြီးအတွက်ကြောင့်ပြင်ဘက်ကမြင်ရအာယုန်တွေကိုမကြည့်ရဘူး။ကြည့်ရပါတယ်ဗျာ။ကြည့်တယ်။အဲ့တော့မျက်စိနဲ့မြင်ရအာယုန်တွေဒီနှစ်ခုကိုဆက်သွယ်လိုက်တယ်ပေါ့။မှန်ပါဗျာ။မြင်ရအာယုန်တွေက ရစီရဲ့ဆက်တွေ့လိုက်တဲ့အခါမြင့်သိစိတ်ဆိုတာတွေပေါ်လာတယ်ခံစားမှုတွေပေါ်လာတယ်ပါလာရဏပစ္စယဖတ်တော်ဖတ်တာပစ္စယဝေဒနာဝေဒနာပစ္စယခါတဲ့တဏှာဟောဒီပုံစံနဲ့နာနေတာနော်အတွင်းကအင်္ဂါရ6မျိုးရှိပြီးအတွက်ကြောင့်ရစီရှိလို့ကြည့်တယ်ကြည့်တော့ပြမအာယုန်တွေတွေ့တယ်တွေ့တဲ့အခါအတွေ့အကြုံရတယ်သူအတွေ့အကြုံကနှစ်သက်เสียဖြစ်လာလို့ရှိရင် တဏှာဖြစ်တယ်။ဟောဒီသဘောပဲ။တတဝါရီရဲ့အခြေအနေကအာလုံလူသားတွေရဲ့အခြေအနေကဒီတိုင်းပဲ။နားရှိလို့ပြမက်တာအတန်လေးနဲ့ဆက်တယ်။ဆက်တယ်လို့ရသည့်အတွက်ကြောင့်အတန်ပေါ်မှာအတွေ့အကြုံရလာတယ်။အဲ့ဒီအတွေ့အကြုံကခြေနှက်ဆရာအတွေ့အကြုံဆိုလို့ရှိရင်တွေ့တာမှုဆိုရင်တဏှာရောက်လာပြန်ရောအဲ့ဒါကိုပရိစ္ဆေသဘောမှာတရားနာပြစီဟာဖတ်တော့ ဖတ်တာပစ္စယဝေဒနာဝေဒနာပစ္စယတဏ္ဍာလို့ခေါ်ဟောတသိတ္တတော်အလေးဟာတန်လျာထဲမှာဒီပုံစံနဲ့နေနေကြတာလေ